ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကို ကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဘွင့်ဖြစ်ကိုရိုင်းပါဝေထွန်းဆက်နိုင်ဖို့ကူကြမယ်လှူကြမယ် Hello တော်လန်ပြည်သူပေါင်းလို့ရှင့် ဒီတစ်ပတ်ရဲ့ကိုကြမယ်ယူကြမယ်အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့အရှင်ပတ်တွေတုန်းကချူမိတ်ဆက်ပေးခဲ့တဲ့ကမ်ပိန်းတွေလေးကနေကမ်ပိန်းကာလာကြံသေးပြီးရောတားခတ်ပြိမ့်မီဖို့လုံနေသေးတဲ့ကမ်ပိန်းတွေတကယ်လို့အစီအစဉ်အစ်စ်တွေစနေတဲ့ကမ်ပိန်းတွေနဲ့တခြားကမ်ပိန်းအစ်စ်အချို့ကြောင်းကိုလည်းပြောပြပေးခြင်းပါတယ်။လာမယ့်ဇွန်လ16ရက်နေ့မှာကြာရောက်မယ်လူတို့ကောင်းဆောင်အမေစုရဲ့အသက်80ပြည့်မွေးနေ့အတွက်တားဖြစ်သူဂင်ကိုရိုင်းကဥဆောင်ပြီးလုပ်နေတယ် စု80 birthday campaign အကြောင်းလည်းအားလုံးသိပြီးဖြစ်ကြမှာပါအခုဆိုရင်စု80 birthday campaign ကပြုလုပ်လိုက်တဲ့အစီအစဉ်အစ်တစ်ခုလည်းချူကပြောပြပေးနေပါတယ်ဒါကတော့အမေစုရဲ့အသက်80နှစ်ပြည့် မွေးနေ့အမှတ်တရမွေးနေ့ဆူတောင်းဗီဒီယိုတွေပို့လို့ရနိုင်ပြီဆိုတာပါမွေးနေ့ဆူတောင်းဗီဒီယိုတွေကိုအခုပြထားတဲ့ link တွေကနေတက်စင်ကိုယ်ဟန်ပေးပို့နိုင်တယ်လို့ပဲ official fanraiser တွေကနေတက်စင်လည်းပို့နိုင်မှာဖြစ်ပါတယ်။ပေးပို့မဲ့ဗီဒီယိုရဲ့ကြာတင်ကစက္ကန့်30ထက်မပိုဘူးနဲ့ ဗီဒီယိုရဲ့ file ဆိုင်ရာဆိုရင်လည်းတရားမှတ်ကဘတ်တံမကျော်ဖို့လိုအပ်ပါတယ်။ဗီဒီယိုကို happy birthday ဆိုတဲ့စကားလုံးနဲ့စတင်ပြီးတော့အမေရဲ့နာမည်ဖြစ်တဲ့စုဆိုတဲ့စကားလုံးပါဝင်ရမှာဖြစ်တယ်လို့လည်းပြောထားပါတယ်။လူတအူးကိုဗီဒီယိုတစ်ခုတည်းသာပေးဖို့အတွက်လည်းမြစ်တာရက်ခံတာတွေ့ရပါတယ်ရှင်။အမေကိုချစ်ခင်ကြတဲ့သူတွေလုံချုံကြီးကပို့ပြီးရောအရေးကြီးရကြောင်းလုံချုံကြီးစိတ်မချရတဲ့သူတွေအနေနဲ့မိမိကိုယ်ကိုလုံချုံအောင်စောက်ရှောက်ခြင်းနည်းနဲ့ပါဝင်ပေးကြပါလို့လည်းမြစ်တာရက်ခံပါရစေရှင်။ လက်ခံရရှိတဲ့မွေးနေ့ဆူတောင်းတွေကိုလည်းမသက်ဆိုင်သူဘသူ့ကိုမှဖြန့်ဝေတာပြတတာတွေပြုလုပ်မှာမဟုတ်ဘူးလို့လည်းအသိပေးထားပါဗျ။ရက်ကြံသေးပြီးရောတာကက်ပြည့်မီဖို့လုံနေသေးတယ်။နောက်ထပ်ကမ်ပိန်းတစ်ခုကြောင်းလည်းပြောပြပေးချင်ပါတယ်။တနိုင်ငံလုံးရဲ့မဟာပြူဟာထိုးစစ်အတွက်အရေးပါတယ်။အေယာဝတီတိုင်းရဲ့စစ်အင်အား ဖြူဟာတရင်တွေနဲ့စစ်ကြောင်းတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ရည်ရွယ်ပြုလုပ်နေတဲ့ပေါင်းစုယုံကြည်အောင်ပွဲစီတို့ပြန်လာပြီးအေယာဝတီကမ်ပိန်းရဆိုရင်တော့ဇွန်လ30ရက်နေ့အထိပြုလုပ်သွားမှာဖြစ်တဲ့အတွက်အဖြစ်ပါဝင်နိုင်ကြဖို့အတွက်ရက်20လောက်ကြာနေသေးတာဖြစ်ပါတယ်။စီလုံးမှုအင်အားနဲ့နိုင်တဲ့ဝင်ကိုထမ်းတိုင်းအေယာမှာအောင်လန်ထူမယ်ဆိုတဲ့စိတ်နဲ့ဒီကမ်ပိန်းကိုအောက်ပါနီးသုံးမျိုးတွေက တနည်းနည်းနဲ့ပါဝင်ပေးကြဖို့ကိုလည်းဖိတ်ခေါ်ထားတာတွေ့ရပါတယ်။တဲ့ ငွေကြေးအထောက်ပံ့ပေးခြင်းနှင့်ကံမိန်သတင်းကို မျှဝေခြင်းနဲ့၃မိသားစုမိတ်ဆွေတွေကို ပါဝင်မှုဖိတ်ခေါ်ခြင်းတို့ပဲဖြစ်ပါတယ်။ကံမိန်ရဲ့တားကတ်မြန်မာငွေ7,800ကလည်းအခုဆိုရင်38ရာခိုင်နှုန်းအထိရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ ဒါကြောင့် target ကိုထိဖို့အတွက်လူနေသေးတဲ့63ရာခိုင်နှုန်းကိုကြံနေသေးတဲ့ရက်တွေအတွင်းမှာအမြန်ဆုံးပြည့်မီပါအောင်လို့အခုပြထားတဲ့ကျူဟာကုတ်ကနေတဆင့်သွားပြီးတော့ထောက်ပံ့ပေးကြပါအောင်လို့တော်လှန်ပြည်သူတွေကိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်။နောက်ထပ်ပြီးတော့ပြောပြခြင်းတဲ့ကမ်ပိန်းကတော့ထိုးစစ်ထောက်ဖို့မကွေးသူဆိုတဲ့ကမ်ပိန်းဖြစ်ပါတယ်။ကမ်ပိန်းတာဂက်ကအမေရိကန်ဒေါ်လာ2သိန်းဖြစ်ပြီးတော့ ဂျွန်လ30ရက်နေ့ထိပြုလုပ်သွားမှာဖြစ်တာကြောင့်ရီမှန်းချက်ပြည့်မီအောင်လို့ဂျွန်လတစ်လလုံးမှာဆက်လက်ထောက်ပို့နိုင်ပါတယ်။မကွေးဆိုတာရန်သူရဲ့အထက်အသေးနှလုံးမှာကပ္ပဆဆက်ယုံတွင်အများဆုံးတည်ရှိရာဖြစ်တယ်လို့ပဲနိုင်များအလုံးနေပြည်တော်သို့ဆိုတဲ့မစ်ရှင်အတွက် အနောက်ဘက်ဝင်ပေါက်လည်းဖြစ်ပါတယ်။ဒါကြောင့်မလို့မကွေးကိုထူးနိုင်စော်နိုင်ရန်သူဟာတကယ်ကိုအထိနာမှာလည်းဖြစ်ပါလေရှင်။ ီလိုမျိုးထုနိုင်စုံနိုင်ဖို့ဆိုတာမိမိတို့ရဲ့ share board တွေကိုကြီးကားတွေအလုံးလောက်တက်ဆင်ပေးဖို့ကလည်းအဓိကလိုအပ်ပါတယ်ရှိထွက်အင်အားဖြစ်တဲ့အ ਨੇ ဆုံးအစုံရေ900လောက်တက်ဆင်ပေးနိုင်ရင် ရန်သူနာမည့်နေရာတွေကိုနောက်မဆုတ်တိုင်းတတ်ခိုင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အကျိုးရလက်ကြီးမှမယ်မကွေးစီတို့ကံမင်းမှာပါဝင်ပေးရင်နဲ့ကြီးကားတွေတက်ဆင်ပေးကြဖို့အတွက်လည်းတိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။ကြီးကားအုပ်ထုပ်တစ်လုံးစာကိုမြန်မာငွေ9သိန်း ထိုင်းဘတ်နဲ့ဆိုရင်၄ဒေါ်အမေရိကန်ဒေါ်လာနဲ့ဆိုရင်130ကြီကအင်းကြီးတစ်ထည်စာကိုမြန်မာငွေ10သိန်းထိုင်းဘတ်နဲ့8000အမေရိကန်ဒေါ်လာနဲ့ဆိုရင်240နှုန်းနဲ့ထက်ဝင်ကူညီနိုင်မှာဖြစ်ပါတယ်။ PDF တွေရဲ့အသက်ကိုကာဝယ်ပေးနိုင်မှုအတွက်တစ်ထက်တအားကူညီခြင်းနဲ့ဆိုရင်တော့အခုဖော်ပြထားတဲ့ Facebook page နဲ့ QR code တွေတစ်စက်သွားရကူညီပေးကြဖို့အတွက် QR ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ နောက်ထပ်ခြေရာကမ်းမိတ်တစ်ခုလည်းမိတ်ဆက်ပေးခြင်းပါသေးတယ်။အဲ့ဒါတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ညိုတက်ရင် P29906 ကပြုလုပ်နေတယ်။တောင်ညိုစစ်ကြီးဟင်းသာဝတီစက်သိန်းတထောင်ခြေရာကမ်းမိတ်မဲ့ဖြစ်ပါတယ်။ကမ်းမိတ်ရဲ့တတိယပတ်မှာကမ်းမိတ်မျှော်မဲချက်43ရာခိုင်နှုန်းရောက်ရှိနေပြီဖြစ်ပြီးတော့တာဂက်တရာပြည့်မီဖို့အတွက်မိဘပြည်သူတွေကဆက်လက်ပါဝင်ပေးကြဖို့အတွက်တရင်ကဖိတ်ခေါ်ထားပါတယ်။ ဒီကမ်ပိန်းကဂျွန်လ22ရက်နေ့မှာပြီးဆုံးမှာဖြစ်တာမို့လို့ကြန့်ရှိနေသေးတဲ့ရက်တွေအတွင်းမှာ PDF တွေရဲ့နှလုံးသားတွေကိုကာကွယ်ပေးနိုင်မယ်ကြည်ကားတွေကိုအခုဖော်ပြထားတဲ့ Facebook page နဲ့ QR code ကနေတစဲသွားရောက်ကူညီထောက်ပံ့ပေးကြဖို့တို့လည်း QR ဒီနေ့ကနေဆက်စစ်မြစ်တာရက်ခံပါရရှင်အခုနောက်ဆုံးအနေနဲ့ချူမိတ်ဆက်ပေးချင်တာကတော့ရွှေညာမီ PDF ရဲ့မိုးတွင်းရိတ်ခါစံကူပါဆိုတဲ့စံအလှူခံတဲ့အကြောင်းဖြစ်ပါတယ် မိုးရသည်ရောက်လာပြီဖြစ်တဲ့အတွက်ထောက်ဖို့လမ်းကြောင်းတွေခက်ခဲလာမှာဖြစ်တာကြောင့်မိုးတွေစားနေရိတ်ခါကိုကြိုတင်စုဆောင်ကြရတဲ့အခြေအနေလည်းဖြစ်ပါတယ်။ဒါကြောင့်ရွှေညာမြေ PDF ကစံအိတ်ရေ90ကိုအလှူခံနေရဖြစ်ပြီးရောစံတအိတ်ကိုမြန်မာငွေကျပ်3,200လောက်နဲ့ထောက်ဖို့နိုင်မှာဖြစ်ပါတယ်။တအိတ်မနိုင်လို့ကိုကတဝက်လှူမယ်ဆိုလည်းရပါတယ်ရှင်။ တော်လှန်ပြည်သူတွေရဲ့ထောက်ပို့လာတဲ့ဆန်တွေကိုကျွန်တော်တို့တပ်ဖွဲ့အပြင်လိုအပ်နေတဲ့မဟာမိတ်တပ်ဖွဲ့အချို့နဲ့လည်းညှပြီးစာမှာဖြစ်တယ်လို့ PDF တွေကပြောထားပါတယ်။ရွှေညာမြေ PDF တွေငိုးတွင်းရိတ်ခါဆန်ကုချင်းလူချင်းကြတယ်ဆိုရင်တော့အခုဖော်ပြထားတဲ့ကျူဟာကောက်ကနေတစ်စက်သွားရောက်ပြီးထောက်ပို့ကူညီနိုင်မှာဖြစ်ပါတယ်။ ောပြပေးခဲ့တဲ့ကံမင်းတွေရှင်းမှန်းထားတဲ့တာဂက်တွေပြည့်ပြီဖို့ပါတော်လန့်ပြည်သူတွေအင်လိုက်အားလိုက်ပါဝင် အားဖြစ်ပေးကြမယ်လို့အပြည့်အဝယုံကြည်ပါတယ်ရှင်။နောက်ပတ်တွေမှာလည်းဘယ်နေရာမှာပူရလှူရမယ်ဆိုတာကိုရှာဖွေဖို့ခန့်နေကြတယ်တော်လန့်ပြည်သူတွေအတွက်လူနိုင်ကူနိုင်ကြမယ်ကံမင်းတွေကိုထပ်မံပြီးရှာဖွေမိတ်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ထဲသွင်းမိတ်ဆက်ပေးစီခြင်းနဲ့ကံမင်းတွေရှိရင်လေဒီ post အောက်မှာ comment လာရေးပေးလို့ရပါလိမ့်ရှင်။ ငါတို့မှာငါတို့ပဲရှိရဒီတော်လိုင်းအောင်မို့အတွက်ငါတို့ကုမယ်ငါတို့လှူမယ်